ဖဘောကများအလုံးမင်္ဂလာပါခလောက်ကနာနေပြန်လဲဂျိုဆိုလိုက်ပါကျွန်တော်ဒီနေ့တော့ဖားတုံးလုံးလမ်းကြောင်းပေါ်မှာရှိတဲ့အာဆင်နယ်ရဲ့အကြောင်းလေးတွေနဲ့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့အာဆင်နယ်အတွက်နည်းနည်းအဲထိခိုက်ဒဏ်ရာရထားတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ရေဆုံးနေတဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးတွေနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အဲအာဆင်နယ်အာဆင်နယ်ကကျွန်တော်တို့အဲကျွန်တော် international break ပြီးသွားလို့ဆိုရင်တို့အနေနဲ့အဲပွဲချက်တွေကိုနည်းငယ်ပြန်လဲရင်ဆိုင်ရမယ့်ကျွန်တော်ပုံစံမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော်ပြည်မြလိုက်ပွဲမှာဆိုလို့ဆိုရင်တော့တို့အနေနဲ့တို့ရဲ့အင်ဝင်းမှာပဲ Tottenham Hotspur ကိုအခက်ရှင်ပြိုင်မဲ့ပွဲရှိတယ်ဒီပွဲမှာတော့အဲတို့ရဲ့အဓိကကစားသမားတွေအနေနဲ့ကျွန်တော်တို့ international break မှာဒဏ်ရာပြဿနာတွေအဓိကကျွန်တော်ရောက်ပါအထူးသဖြင့်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့နောက်နောက်ကစားသမားဖြစ်တဲ့ ကျွန်တော်ဂရာဗီရဲ့ဒါပေမဲ့အဲ့တော့ကျွန်တော်တို့အဲညအရှင်ပြန်ကစားသွားကြရတယ်ဘရာဇီးရဲ့အဲ ဘရာဇီးနဲ့ကျွန်တော်တို့စီနီဂေါနဲ့ပွဲမှာဂရာဘီယအနေနဲ့ပေါင်ကြံတန်ရန်ရပြီးတော့သူ့အနေနဲ့ဆစ်ဆစ်မှုတွေကိုခံယူသွားမယ်ဆိုပြီးတော့ကျွန်တော်တို့စကိုင်းစပေါ့အနေနဲ့သတင်းတွေထုတ်ပြန်ထားတဲ့အတွက်ကြောင့်ဂရာဘီယတန်ရန်ကဘလောက်ခြေနေရှိတော်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရပြီးတော့တကယ်လို့ဒါဂရာဘီယတန်ရန်ကဒါကျွန်တော်တို့အလားနဲ့ချီပြီးတော့နားသွားမယ်အခြေအနေမျိုးမှာရှိမယ်ဆိုလို့ဆိုရင်အာဆင်နယ်ရဲ့ကျွန်တော်နောက်တန်းကိုထိုးမဲ့ချက်တွေဖြစ်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ဒီဗီဒီယိုလေးမှာကျွန်တော် ဆွေးနွေးသွားလိုက်ကြအောင်အရင်ဆုံးနေလေကျွန်တော်တို့အဲနောက်တက်နောက်တက်ကတော့ကျွန်တော်တို့အဓိကအဖြစ်အာဆင်နယ်နောက်တက်မှာဆို Gravier နဲ့ကျွန်တော်တို့ Saliba အဓိကကျွန်တော်တာဝန်ယူပြီးတော့ဒီအသင်းကိုကျွန်တော်တို့ဂိုးတွေမပေးရအောင်ဆိုပြီးတော့တော်တော်လေးကိုမှကျွန်တော်တို့စွန်းစွန်းတမန်စူးစမ်းထားတဲ့အဲကစားသမားနှစ်ယောက်ဖြစ်တဲ့အထူးသဖြင့်ကျွန်တော်တို့ Gravier Saliba တန်ရန်ရသွားမယ်ဆိုရင်တော့မှကျွန်တော်တို့အဲ Gravier အနေနဲ့သူ့အနေနဲ့ သူတို့ရဲ့အရင်ကစားသမားဖြစ်တဲ့မော်စကီးယားတို့ဘာလို့လဲအတွဲဖက်ပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းမျိုးတွေကိုပြသထားနိုင်တယ်ကျွန်တော်တို့ပွဲတွေရှေ့ပွဲတွေမှာရှိခဲ့တယ်ဒါမှလည်းတကယ်လို့ဒါဒီ အဲ international bank မှာ gravity အနေနဲ့ကျွန်တော်တို့ဒဏ်ရာရသွားပြီးတော့သူ့အနေနဲ့လမ်းနဲ့ချီပြီးတော့ဒါတကယ်လို့ဒါနားရမယ်ဆိုလို့ရှိရင်တော့ arsenal အတွက်ကတော့နောက်တန်းကိုတော်တော်လေးမှထိုးနှက်ချက်တစ်ခုဖြစ်သွားမယ်လို့တော့မြင်မြင်မိတယ်။ဘာလို့ကြောင့်လဲဆိုရင်သူတို့အနေနဲ့ plan လမ်းကြောင်း plan သုံးလုံးလမ်းကြောင်းပေါ်မှာဆက်လက်ရှောင်လန်းနိုင်မဲ့အခြေအနေမျိုးကနေပြီးတော့သူတို့အနေနဲ့ဆော့ဆော့စစ်စစ်ပဲထွက်ခွာသွားမယ်ပုံစံမျိုးတွေရှိနေမှာဒါမှမဟုတ်ဘဲနဲ့တကယ်လို့ဒါသူတို့ရဲ့နောက်တန်းရဲ့ အရန်ကစားသမားတွေအနေနဲ့ပြန်ပြီးတော့ဒါဆလီဘတ်တို့နဲ့ပြန်ပြီးတော့တွက်ဖက်ကစားနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲရှေ့ပွဲတွေဒီလိုမျိုးပဲ twin goal တွေပြန်လည်မပေးရအောင်ဆောက်ဆောင်နိုင်မလားဆိုတော့တော်တော်လေးဥမာစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်နိုင်ငံပွဲတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဆလီဘတ်ဆလီဘတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲစပိန်အသင်းမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်လို့သူတို့ရဲ့ကွင်းလန်ကစားသမားဖြစ်တဲ့ဆူပီမန်နီဆိုလို့ရှိရင်လည်းကျွန်တော်တို့စပိန်ရဲ့ဘက်မှာ twin goal တွေရခဲ့တယ်လို့ကျွန်တော်တို့ ဒီအဲ့ဒီဘက်မှာတော့ martinel အဲ sorry martinelli တော့ main note တယောက်နဲ့ပဲကျွန်တော်တို့အဲတိတ်ပြီးတော့ပုံစံကောင်းနေမပြတာထားနိုင်တယ်ပြတာမထားနိုင်ဘူးလို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့သူရဲ့အဓိကအဲတိုက်ဆက်သမားတွေကိုပြန်ကြည့်မယ်ဆိုလို့ဆိုရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းမျိုးတွေကိုပြတာထားနိုင်တဲ့အတွက်ကြောင့် Arsenal ရဲ့တိုက်ဆက်နဲ့ကွင်းလင်ကတော့ဒီလောက်ထိတိတ်ပြီးတော့မစိုးရိမ်ရဘဲနဲ့သူတို့ရဲ့နောက်တန်းဖြစ်တဲ့ကျွန်တော်တို့အဲ ်ကာပီရေကျွန်တော်ဒဏ်ရာရသွားတာတတော်လေးမှစိုးရင်ရမယ်အခြေအနေမျိုးတွေလားဒါမှမဟုတ်ပဲねကျွန်တော်တို့တစ်ပတ်နှစ်ပတ်ပဲနားပြီးတော့ပြန်လဲအဲတက်တာလာမလားဆိုတစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်တော့ကျွန်တော်ပွဲချက်တွေဖြစ်တဲ့အဲပင်းများလေးပြန်စတာねသူတို့အနေနဲ့အင်္ဂွေးမှာ Tottenham Hotspur ကိုရှင်ပြန်ပြီးတော့ပြီးရင်လည်းကျွန်တော်ချန်ပီယံလိမ့်မှာတော့ကျွန်တော်တို့ချန်ပီယံလိမ့်မှာရှုံးပွဲမရှိဘဲနဲ့ကျွန်တော်တို့နိုင်ပွဲတွေလုံးဝဆက်နေတယ်ကျွန်တော်ဘိုင်ယန်မြူးနစ်တင်းနဲ့စုံတွေ့ရမယ့်ပွဲမှာတော့သူတို့အနေနဲ့အဲပွဲချက်တွေအဲဖြစ်တော့ကျွန်တော်တို့ ပြောလို့ရတယ်ဒီပွဲမှာတော့အာဆင်နယ်ကသူတို့ဘလို့အဲကိုင်ွယ်ဖြည့်ရှင်းသွားမလဲတော်တော်လေးကမှစိတ်ဝင်စားဖို့အဲကောင်းတယ်လို့ပြောလို့ရတယ်ဘာတော့ကြောင့်လို့ဆိုရင်တစ်ခါကဘိုင်ယန်မြူးနင်းကလည်းအဲသူတို့လိမာရောချန်ပီယံလိမာရော တော်တော်လေးကမှခြေစွမ်းကောင်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်အဲတကယ်လို့လည်းအာဆင်နယ်ရဲ့ကျွန်တော်နောက်တန်းနေရတာအဲတကယ်လို့ဒန်ယာ ပြဿနာတွေနဲ့ကြုံတွေ့မယ်ဆိုလို့ရှိရင်တော့ဒီဘွဲမှာတော့တို့အတွက်ကတော့တိတ်ပြီးတော့အဲအများကြီးမျောလင်းချက်မရှိဘူးလို့တော့မြင်တယ်ဒါမှလည်းတို့မှာနောက်တန်းကစားသမားတွေဖြစ်တဲ့မော်စကွီးယားတို့နဲ့အဲဆလီဘာတို့နဲ့ကအပြန်ပြီးတော့တွဲဖက်နိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်နောက်တန်းတစ်ခုကိုပိုင်ဆိုင်နိုင်တယ်လို့ပြောလို့ရသလိုတစ်ဖက်ကတို့ရဲ့အဲနောက်တန်းကစားသမားဖြစ်တဲ့အဲတင်းမဆိုရင်လည်းကျွန်တော်တို့အဲ ်နယ်သာလန်နဲ့ပွဲမှာသူတို့အနေနဲ့ CBD ဘဝင်ဆော့နိုင်တဲ့ကျွန်တော်တို့ပုံစံမျိုးတွေမြင်တွေ့ရတဲ့အတွက်ကြောင့်တကယ်လို့ Gravier အနေနဲ့ဒံရပြဿနာနေပြီးတော့ကျွန်တော်တို့အချိန်တော်တော်ကြာနားယူရမယ်ဆိုရင်လည်းသူတို့အနေနဲ့တင်းမတို့ဘာတို့ဒီပွဲမှာပြန်လဲအဲထောက်သုံးအဲ right back မဟုတ်ဘဲနဲ့ကျွန်တော်တို့ center back ကိုပြန်ပြီးတော့ထက်ဆော့လို့ရသလိုကျွန်တော်တို့သူတို့ရဲ့အဲဒီရန်ကစားသားဖြစ်တဲ့ Moskvia တို့ကိုဘာလို့လဲပြန်ပြီးတော့ထက်ဆော့လို့ရတယ်အရှိပွဲမှာတော့လည်းဒါမှမဟုတ် Moskvia နဲ့ကျွန်တော်တို့ sleeper နဲ့ကလည်းတိုက်ပြီးတော့တွက်ဖက်မရှိသေးတဲ့ကျွန်တော်ပွဲတွေကို အဲဒီနေ့ရဒီမှာတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်ဂါပီယယ်နဲ့ပဲတွေ့ထားရတဲ့ကြောင့်ဂါပီယယ်တကယ်လို့ဒဏ်ရာအခြေအနေအနေနဲ့တော်တော်လေးဥမှကြာကြာလေးဥမှအဲနားယူရမယ်ဆိုလို့ဆိုရင်တော့အဲအာဆင်နယ်ရဲ့ကျွန်တော်တို့ဖရာ၃လုံးလမ်းကြောင်းဟာထိုးနှက်ချက်တစ်ခုဖြစ်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်လည်းကျွန်တော်တို့အဲကာတောင်ကတ်မှာဆိုလို့ဆိုရင်လည်းတို့အနေနဲ့ quarter final မှာ crystal palace နဲ့တွေ့ရမယ်အတွက်ကြောင့်အဲဒီပွဲတွေမတိုင်ခင်မှာတော့ကျွန်တော်ဒီသင်းမှာ20နဲ့မှ အဲ20လောက်မှာတော့သူတို့အနေနဲ့ပြန်လဲတွေ့ရမယ်အတွက်ကြောင့်တော့နည်းနည်းတော့ကျွန်တော်တို့ဝေးသေးတယ်လို့ပြောလို့ရတယ်။ဒါမှလည်းအခုလာမဲ့ကျွန်တော်ပွဲချက်နှစ်ပွဲမှာတော့သူတို့အနေနဲ့တော်တော်လေးဥမာအနိုင်သုံးမှတ်ကိုရယူသွားနိုင်မလားဆိုတော်တော်လေးမှစောင့်ကြည့်ခြင်းနေရကောင်းတယ်။အထူးသဖြင့်ကျွန်တော်တို့ decline rate ဆိုလို့ဆိုရင်လည်းကျွန်တော်တို့အင်္ဂလန်မှာတော်တော်လေးမှခြေစွမ်းတွေပြသထားနိုင်လို့စာကအနေနဲ့လည်းတွင်းကိုးတွေပါတယ်တွင်းထားနိုင်တဲ့ပုံစံမျိုးတွေရှိတယ်။အဲတစ်ဖက်ကသူတို့ရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ယောဂရက်ကတော့အဲကျွန်တော်တို့ည ရှင်ပြိုင်နဲ့ကျွန်တော်ဆွေတင်တဲ့ပွဲမှာတော့သူအနေနဲ့အဲပွဲထွက်ကိုတော့မပါဝင်လာနိုင်မင်းနဲ့သူအနေနဲ့ဒဏ်ရာရထားတဲ့အတွက်ကြောင့်အဲမပါဝင်နိုင်ဘူးဗျာတစ်ခါကသူတို့ရဲ့ ဂရမ်းမာဖြစ်တဲ့ထက်ဆော့တို့ပါတို့ဆိုရင်လည်းကျွန်တော်ဘဂျီအန်နဲ့ပွဲထဲမှာကျွန်တော်အပွဲထက်တွေပါပါဝင်တဲ့အတွက်ကြောင့်အာဆင်နယ်တိုက်ဆက်နယ်ကွင်းလေရတော့တိတ်ပြီးတော့ပြောစရာမလိုပဲနဲ့အဓိကအဖြစ်တို့ရဲ့အဂရဗီရဲ့တန်ရရှိသွားတဲ့ပုံစံမျိုးမျိုးမှာတော့တို့ရဲ့နောက်တန်းပဲအဓိကအားနေသွားတယ်လို့တော့ကျွန်တော်မြင်တယ်ပြီးရင်တို့ရဲ့ဖလာသုံးလမ်းလမ်းကြောင်းမှာဆိုရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်လို့ကျွန်တော်ချန်ပီယံလိမှာဆိုလို့ရှိရင်လည်း ပေးကိုတွေလုံးဝမရှိသလိုကျွန်တော်ပြီးမြလိမ့်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ငါးခုပဲပေးထားရတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်နောက်ဆုံးရှင်မြိုင်ထားတဲ့တို့ပြီးမြလိမ့်ပွဲစဉ်စတဲ့မှာတော့ထင်မှတ်မထားပဲနဲ့ကျွန်တော်ဆန္ဒလိုင်းအဝေးဝေးမှာတွားရောက်ရှင်မြိုင်နဲ့ပွဲမှာတော့နောက်ကျသွင်းကိုတွေနဲ့တို့တို့အနေနဲ့သုံးမှတ်ဆုံးရှုံးပြီးတော့တတ်မှတ်နေတာအိမ်ပြန်ခဲ့ရတဲ့ပွဲတွေဖြစ်တဲ့အတွက်ကြောင့်တကယ်လို့သာဒီနောက်တန်းရကျွန်တော်တို့ဒန်ရန်ရလူစင်းနေအဲရလာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှထုံးထုံးနှက်ချက်တစ်ခုဖြစ်မယ်လို့တော့မြင်တယ်ကျွန်တော်ဒီ နိုင်ငံကပွဲတွေပြန်လည်ဝင်ရောက်လာတာကစားသမားတွေအတွက်ကတော့တော်တော်လေးမှသူတို့နိုင်ငံအသင်းဟိုမှာတွားပြီးတော့ကစားတာဖြစ်တဲ့အတွက်ကြောင့်ဒါမှမဟုတ်ပြန်လာတဲ့အချိန်မှာတော့ဒဏ်ရာပြဿနာတွေနဲ့ပြန်လာခဲ့လို့ဆိုရင်တော့သူတို့ကလပ်အသင်းတွေနဲ့တော်တော်လေးဟိုမှာနစ်နာသွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဘာအတွက်ကြောင့်လို့ဆိုရင်ကလပ်အသင်းတွေကအဲ ဒဏ်ရာတွေပြန်လာပြန်လာတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲ international break ကိုပြန်သွားတယ်တကယ်လို့ international break ကနေတော့ဒဏ်ရာတွေပြန်ပါလာပြီးတော့ club သင်းရနေပြီးတော့တစ်လျှောက်ဆေးကုပြီးတော့ကောင်းတဲ့အချိန်မှာကိုကနေပြန်သုံးမဲ့အချိန်မှာသူတို့ကနိုင်ငံအသင်းကိုပြန်ပြီးတော့တွားရောက်ရှင်ပြိုင်တဲ့ပွဲမှာဒဏ်ရာထက်ရလာမဲ့ပုံစံမျိုးတွေဖြစ်နေတယ်အထူးသဖြင့်ကျွန်တော်တို့အဲ liverpool သင်းမှာဆိုလို့ဆိုရင် isak isak နေနဲ့ကျွန်တော်တို့အဲဒဏ်ရာတက်တာတက်တာလာတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့နိုင်ငံတကာပွဲတွေကိုပြန်လည်လွှတ်လိုက်တယ်ဒီကနေပြီးတော့သူတို့အနေနဲ့ဒဏ်ရာတွေပြန်လည်ရလာပြီးတော့ ကလပ်အသင်းမှာပြန်ပြီးစစ်ကူရတယ်ပြီးတဲ့ပြန်ပြန်ကောင်းကင်နေကြတော့မှသူတို့ကနိုင်ငံအသင်းကိုပြန်သွားပြီးတော့သွားဆော့ပြီးတဲ့အချိန်မှာတော့ကလပ်အသင်းတက်ကတော့ဘာမှအကျိုးတိတ်ပြီးတော့မပြုတ်တဲ့အဲတိတ်တော့မပြုတ်ရသေးတဲ့ကစားသမားတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးပုံစံနေမှာဆိုလို့ကလပ်အသင်းရဲ့ဘက်ကတော့တော်တော်လေးဥမာနစ်နာတဲ့ပုံစံမျိုးတွေလို့ရှိတယ်အထူးသဖြင့်ကျွန်တော်တို့အညစီနီကောနဲ့ပွဲမှာကာဗီအနေနဲ့အဲ တန်အားကနေတော့တော်တော်လေးမှရသွားတဲ့အတွက်ကြောင့်သူ့အနေနဲ့ကျွန်တော်တို့အဆောဆောထိပဲလူသားတွေလဲရတဲ့အတွက်ကြောင့်သူ့ဘလော့ဒဏ်ရာအခြေအနေရှိမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရပြီးတော့ အဲတကယ်လို့ဂါဘီယာအနေနဲ့ကျွန်တော်တို့တပွဲနှစ်ပွဲလောက်ပဲအဲနားရမယ်ဆိုလို့ဆိုရင်တော့ပြန်ပြီးအဆင်ပြေမယ်လို့တော့မြင်တယ်သူ့အနေနဲ့ကျွန်တော်အမြင်ရဆိုလို့ဆိုရင်တော့အဲတော်တန်ဟော့စပါနဲ့ပွဲရတော့သူ့အနေနဲ့လွတ်ကောင်းလွတ်ပြီးတော့ကျွန်တော်တို့ချန်ပီယံလိပွဲရတော့ဘိုင်ယန်မြူးနစ်နဲ့ပွဲရတော့ကျွန်တော်တို့တစ်ချက်တော့ဆောင်ကြည့်ရမယ်တကယ်လို့ဒါဘိုင်ယန်မြူးနစ်နဲ့ပွဲတာဂါဘီယာမပါနိုင်ဘူးဆိုလို့ဆိုရင်တော့အာဆင်နယ်ရဲ့နောက်တန်းလေးကနည်းနည်းလေးကိုမှကျွန်တော်အမြင်ရဆိုလို့ဆိုရင်အားနည်းသွားတယ်လို့တော့မြင်တယ်ကွင်းလန်နဲ့တိုက်ဆက်ကတော့ဘာမှပြောရမှာရှိဘူးလို့တော့ကျွန်တော်မြင်တယ်ညီကိုနေနဲ့ရောအဲအာဆင်နယ်ရဲ့ကျွန်တော်ဖလား၃လုံးလမ်းကြောင်းမှာ အဓိကဒုက္ခပေးမှာကကျွန်တော်တို့ပြိုင်မဲ့ကစားအပြိုင်မဲ့အသင်းလေးလားဒါမှမဟုတ်ဘဲနဲ့အသင်းလေးကနေပြီးတော့ဒဏ်ရာလူစင်းတွေအများပြားသွားတဲ့အချိန်မျိုးမှာဖလားသုံးလုံးလမ်းကြောင်းနေတွေ့ဖယ်သွားမလားဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ Live ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။